လူရဆွဲသွေးခြင်းဆိုတာဘာလဲလူသားတို့ရဲ့စိတ်အခြေအနေမှာလွန်ထူးဆန်းပြီးတစ်ချိန်တည်းမှာပဲအာနယ်ချက်တစ်ခုဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာလမ်းလွဲမှုတစ်ခုရှိပါတယ်။ဒါလူရဆွဲသွေးခြင်းလို့မြန်မာလိုအလွယ်တကူဘာသာပြန်နိုင်ပြီးအင်္ဂလိပ်လိုကတော့ confirmation bias လို့ခေါ်ဆိုပါတယ်။ဒီလူရဆွဲသွေးခြင်းဆိုတာတကယ်တော့ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ကဘာကြီးကိုလက်ခံပုံတွေကိုလျိုဝဲစွာဩဇာလွှမ်းမိုးနေတဲ့တဘာဝတရားတစ်ခုပဲဖြစ်ပါတယ်။ဒီလိုရာဆွဲသွေးခြင်းအတိတ်ပဲကတော့ကျွန်တော်တို့မှာရှိပြီးသားယုံကြည်ချက်တွေအမြင်တွေဒါမှမဟုတ်ညော်မှန်းချက်တွေကိုမှန်ကန်ကြောင်းအတိပြုပေးနိုင်မဲ့တည်င်းချက်လက်တွေကိုသာရွေးချယ်ရှာဖွေတာအာယုံစိုက်တာအတိတ်ပဲဖွင့်ဆိုတာနဲ့ဦးစားပေးမှတ်ယူနေခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဆိုလိုတာကျွန်တော်တို့ဟာဗက်မလိုက်ပဲအချက်လက်အားလုံးကိုတိကျမှန်ကန်စွာကြည့်ရှုသုံးသပ်မဲ့အစားကိုယ့်ယူဆကို၆ခံမဲ့အချက်လက်တပိုင်းတစ်စကိုပဲရွေးချယ်ရှာဖွေပြီးကိုယ့်ရဲ့ယုံကြည်ချက်ကိုစန့်ကျင်နေတဲ့တက်တဲ့အချက်လက်တွေကိုတော့မသိကြိုးကြုံပြုလိုက်တာဒါမှမဟုတ်တမင်တကာပယ်ချလိုက်တာမျိုးလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်လူအုံနောက်ရဲ့သဘောတဘာဝကြောင့်ပါ။ ကျွန်တော်ရဲ့အုံနောက်ဟာအငြင်းတန်းတင့်မြင်မှုဆိုင်ရာတက်တော့တက်တာရှိမှုကိုရှာဖွေနေပါတယ်။ကိုယ့်ရဲ့လက်ရှိအမြင်နဲ့ကိုက်ညီတဲ့တည်င်းအချက်လက်ကိုတွေ့ရတဲ့အခါအုံနောက်ကဟုတ်တယ်။ဒါငါတိပီးသားပဲလို့လွယ်လွယ်ကူကူလက်ခံလိုက်တာဟာစွမ်းရင်အများကြီးမကုန်ပဲစိတ်ဖြစ်စီမှုလည်းမရှိတဲ့အခြေအနေတရက်ကိုရရှိစေပါတယ်။ဆန့်ကျင်ဘက်အဖြစ်ကိုယ့်ယုံကြည်ချက်ကိုထိခိုက်မဲ့တည်င်းအချက်လက်ကိုတွေ့ရင်တော့အုံနောက်ကဒါကိုလက်ခံဖို့ခက်ခဲပြီးခုခံကာကွယ်ဖို့စွမ်းရင်ကိုပိုတုံးရပါတယ်။ ဒီလိုဆန့်ကျင်ဘက်အချက်အလက်တွေကြောင့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မတက်မတာဖြစ်မှု စိတ်ပိုင်းဆိုင်ရာပဋိပက္ခကိုတော့သိမြင်မှုဆိုင်ရာသဘောထားကွဲလဲမှုလို့ခေါ်ဆိုပြီးကျွန်တော်တို့ရဲ့စိတ်ကဒီမတက်မတာဖြစ်မှုကို အလျော်လျောက်ရှောင်ရှားချင်တာကြောင့်လေလိုရာဆွဲသွေးခြင်းဟာပိုပြီးတော့အားကောင်းလာတာပဲဖြစ်ပါတယ်။ကိုယ်ယုံကြည်ချက်မားနေတယ်လို့ဝန်ခံရတာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုလို့ခံစားရတာကြောင့်မန်တယ်လို့ထင်တဲ့ဘက်ကိုပဲဆွဲသွေးလိုက်ခြင်းဖြင့်လုံခြုံမှုကိုပြန်ယူတာလို့ဆိုနိုင်ပါတယ်။ ဒီအလေ့ကျင့်ဟာနေ့စဉ်ဘဝမှာရောလူမှုပတ်ဝန်းကျင်မှာရော နေရာအနှံ့ပြားမှာတွေ့နိုင်ပါတယ်။ဥပမာအဖြစ် လူမှုမီဒီယာကိုကြည့်လိုက်ပါ။ကျွန်တော်တို့ဟာကိုယ်နဲ့နိုင်ငံရေးအမြင်ဒါမှမဟုတ်အားပေးတဲ့အသင်းအဖွဲ့ချင်းဒူညီတဲ့သူတွေကိုပဲ follow လုပ်ပါတယ်။ကိုကြိုက်တဲ့ကိုယုံကြည်တဲ့အရာတွေကိုပဲ share လုပ်တဲ့သူတွေရဲ့ post ကိုပဲကျွန်တော်တို့ရဲ့ new feed မှာပုံမပြသနေတာကိုတတိထားမိမှာပါ။ဒါကျွန်တော်တို့ကိုယ်တိုင်ဖန်တီးလိုက်တဲ့ပက်တင်တန်အခန်းထဲမှာပြင်မိနေတဲ့သဘောပါ။ ိုနဲ့မတူတဲ့အမြင်တွေစန့်ကျင်ဘက်အချက်လက်တွေဟာတကယ်မရှိဘူးလို့ထင်လာတတ်ပြီးကို့ယူဆောင်ပိုပြီးခိုင်ပါတယ်လို့ယုံကြည်လာပါတယ်။နောက်ဥပမာတစ်ခုကတော့ကျဲမာရည်နဲ့အာဟာရဆိုင်ရာကိစ္စတွေပါ။လူတစ်ယောက်ကဒီအားစင်ဒါမှမဟုတ်ဒီအစားအစာအားပဲသူ့ရဲ့ယောဂအောင်တကယ်ပျောက်စေတယ်လို့ယုံကြည်မိပြီးဆိုပါစို့။အဲ့ဒီနောက်မှာတော့သူဟာအဲ့ဒီအားစင်ရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့ဆောင်းပါးတွေကိုတွေ့တဲ့တဲ့ကိုပဲအင်တာနက်မှာလိုက်ရှာဖက်ပါတော့တယ်။ ဒီလိုဆေးဝါးရဲ့ဘေးထွက်ဆိုးကျိုးတွေဒါမှမဟုတ်အဲ့ဒီအစားအစာကိုစန့်ကျင်တဲ့သိပ္ပံပညာရှင်တွေရဲ့သုတေသနအချက်အလက်တွေကိုတော့ဘယ်တော့မှအာရုံမစိုက်တော့ပါဘူးဒီလိုဆိုရင်သူ့ရဲ့ယုံကြည်ချက်ဟာအမှန်တကယ်ကျမ်းမာရေးအကျိုးဖြစ်ထွန်းစေမှာလားဒါမှမဟုတ်ဆက်ရဲ့ဆွဲလန်းမှုတစ်ခုသာဖြစ်နေမလားဆိုတာကိုပြန်လည်ဆင်ခြင်ကြည့်ဖို့လိုအပ်လာပါတယ်လူရဆွဲသွေးခြင်းရဲ့အကြီးမားဆုံးဆိုးကျိုးကတော့ဆုံးဖြတ်ချက်မာရင်းမှုကိုဥတည်စေတာပါပဲ။ အချက်လက်အားလုံးကိုတိတိကျကျမမြင်တဲ့အခါကျွန်တော်ရဲ့စင်မှန်ခန့်ခွဲမှုရင်းနှီးမြှုပ်နှံမှုဒါမှမဟုတ်ပညာရေးဆိုင်ရာဆုံးဖြတ်ချက်တွေဟာအန်ဒရယ်ပုံများလာပါတယ်။ဒါပြင်လူမှုအဖွဲ့အစည်းကိုလည်းပုံပြီး꽌ပြားစီခြင်းကိုဖြစ်စေပါတယ်။နိုင်ငံရေးအမြင်꽌ပြားသူအူဟာသူရဲ့အမြင်ကိုထောက်ခံတဲ့တည်င်းမီဒီယာတွေကိုသာကြည့်ရှုလေ့လာကြတဲ့အခါအချင်းချင်းနားလည်နိုင်ဖို့အခွင့်အရေးလုံးဝမရတော့ပါဘူး။တစ်ဖက်သားရဲ့အမြင်ကိုလုံးဝမားယွင်းတယ် အခြေမြင့်မရှိဘူးလို့ယူဆလာတဲ့အခါမှာလူမှုဆက်ဆံရေးနဲ့စီးလုံးညီညွတ်မှုကိုပါထိခိုက်စေနိုင်ပါတယ်။ဒါဆိုရင်ဒီလိုရာဆွဲသွေးခြင်းဆိုရယ်လူတိုင်းမှာရှိတဲ့တဘာဝကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်ပြီးဘယ်လိုလျှော့ချနိုင်မလဲ။အဓိကတော့ချက်ကတော့ကိုကိုကို တတိထားဆင်ခြင်ခြင်းပဲဖြစ်ပါတယ်။ပါမဆုံးအနေနဲ့ဆန့်ကျင်ဘက်အမြင်များကိုတမင်တကာရှာဖွေပါ။ကိုယ့်ရဲ့အယူဆတစ်ခုပေါ်အပြင်းထန်စောတကတက်နိုင်မယ်။ အခိုင်အမာဆုံးသောဆန့်ကျင်ဘက်တက်တည်အထောက်ထားတွေကိုဖက်ရှုခြင်းသူတည်တနာလှုပ်ခြင်းဖြင့်ရွယ်ချက်ရှိရှိလိုက်ရှာပါကိုယုံကြည်တဲ့အရင်မြစ်ကပဲတည်င်းယူမဲ့အစားကိုမကြိုက်တဲ့သို့မဟုတ်ကိုနဲ့တဘောသားချင်းမတိုက်ဆိုင်တဲ့အရင်မြစ်တွေရဲ့အမြင်တွေကိုလည်းစူးစမ်းပြီးနားထောင်ပေးပါဒုတိယအနေနဲ့ကိုယ့်ရဲ့အယူဆအောင်အခိုင်အမာဆုံးဖြစ်အောင်ပြန်လည်စမ်းသပ်ပါတောင်စိတ်ပညာမှာတော့ steam manning လို့ခေါ်ဆိုလို့ရှိပြီးကိုယ့်ရဲ့စန့်ကျင်ဘက်အယူဆတစ်ခုကိုအားနည်းချက်တွေမပါပဲ။ အမှန်တကယ်ခိုင်မာတဲ့အကောင်းဆုံးအခြေအနေတစ်ခုနဲ့ပြန်လည်တည်ဆောက်ပြီးမှအဲ့ဒီအယူဆကိုပြန်လည်ဝေဖန်သုံးသပ်ကြည့်တာပဲဖြစ်ပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ် ကိုယ့်ရဲ့အယူဆဘလောက်ထိအားနည်းချက်ရှိသလဲဆိုတာဘယ်မလိုက်ပဲသိမြင်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ရှိလာရင်ခဏလောက်ရက်တန့်ဆင်ခြင်ကြည့်ပါ။စိတ်ထဲမှာလိုရာဆွဲသွေးခြင်းဖြစ်ပေါ်နေပြီလားဆိုတာကိုစမ်းစစ်ပါ။ငါလေးလူရှုမိနေတဲ့အချက်လက်တွေဘာတွေရှိနေသလဲ ဒီအချက်လက်ကိုငါရဲ့ယုံကြည်ချက်နဲ့ကိုက်ညင်အောင်အတိတ်ပဲဖွင့်ဆိုမိနေလားဆိုရဲမေးခွန်းတွေကို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 ရဲရဲဝံ့ဝံ့မေးကြည့်ပါဒီလိုစစ်ဆေးခြင်းအဖြစ်ဆက်ရဲ့အလိုလျောက်တုံ့ပြန်မှုတွေကိုကြော်လွားနိုင်ပြီးပုံမပညာသားပါတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာပဲဖြစ်ပါတယ်လူရဆွဲသွေးခြင်းဆိုတာလူတိုင်းမှာရှိတဲ့သဘာဝဖြစ်ပေမဲ့ဒီအလေ့အကျင့်ကိုတတိထားပြီးထိန်းချုပ်နိုင်ခြင်းအဖြစ်ကျွန်တော်တို့ဟာဘဲမလိုက်တဲ့စိတ်နဲ့ကဘာကြီးကိုမြင်နိုင်မယ် ပုံမှန်ကောင်းမွန်တဲ့ဘဝဆုံးဖြတ်ချက်တွေချနိုင်မယ်လို့ယုံကြည်ပါတယ်။ဉာဏ်ပညာရှိရှိနဲ့စင်ကျင်တွေးခေါ်တဲ့လူသူဖြစ်လာဖို့အတွက်ကိုယ့်ရဲ့အုံနောက်ကကိုလိုရာကိုဆွဲခေါ်နေပြီလားဆိုတာကိုအမြဲတမ်းစောင့်ကြည့်နေကြဖို့တိုက်တွန်းရင်းနှိကုံချုပ်လိုက်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အစ်စ်အစ်စ်တော့အကြောင်းအရာတွေနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။ နောက်နေ့တွေမှာတခြားအကြောင်းအရာတွေတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်။